ကျွန်တော်ရဲ့ပရိသတ်ကြီးအားလုံးမင်္ဂလာပါခင်ဗျာ ASM Knowledge Channel ကနေပြန်လည်ကြိုဆိုပါရစေခင်ဗျာကျွန်တော်တို့ဒီငလျင်တဲ့တဲ့သူတွေကိုပေါ့နော်ကျွန်တော်တို့တတ်နိုင်တဲ့များလေးတွေစုပေါင်းပြီးတော့အဲလှူဒန်းကူညီပေးနေတာမျိုးကျွန်တော်တို့ဒီ electronics နဲ့ပတ်သက်တဲ့နော်ဒီ project လေးတွေပစ္စည်းပြင်ဆင်တဲ့နည်းလေးတွေကျွန်တော်မတင်ပြတာကြာပါပြီကျွန်တော်တို့ဆက်လက်ပြီးတော့လည်းတတ်နိုင်တဲ့များလေးတွေလှူဒန်းပေးသွားအောင်မှာဖြစ်ပါတယ်နော်ဒီနေ့မှာတော့ကျွန်တော်တို့ ကျွန်တော်ဒီပြိသက်တွေကိုမျှဝေပေးသွားမှာကတော့ကျွန်တော်တို့ဒီဟင်းအိုးဟင်းအိုးခေါ်မှာပေါ့နော်ဟင်းအိုးကွိုင်မပူတော့တဲ့ဟာပေါ့နော်အဲ့ဒါကိုဘာကြောင့်မပူတော့တာလဲဆိုတော့ပြစ်ချက်လေးရှာမယ်ပြီးရင်ကျွန်တော်တို့လိုအပ်တဲ့ဟာလေးတွေလဲတန်းတာလဲပြီးတော့ကျွန်တော်တို့ပြန်သုံးလို့ရအောင်နော်ပြုပြင်တဲ့နည်းလေးကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့ဒါမျိုးကျွန်တော်ဒီ ASN knowledge channel လေးကို subscribe မလုပ်ရသေးတဲ့တငယ်ချင်းတွေရှိရင်လည်း subscribe လေးတွေလုပ်ပေးပါဦးလို့နော်မြတ်တာရက်ခံပါတယ် ဟုတ်ကဲ့ဒါကကျွန်တော်တို့ဒီဒေအိုနီတော့မဟုတ်ဘောเนาะသူကဒီ quine အောက်က quine မီးဘူကတတ်တတ်အပေါ်ကဒီဟင်းချက်တဲ့အိုးလေးကတတ်တတ်ပေါ့เนาะဒီမှာ quine လေးကကျွန်တော်တို့အပူလွန်ပြီးတော့ quine လေးကနည်းနည်းပျော်သလိုဖြတ်သွားပါဘောเนาะနည်းနည်းလေးရှုံခွက်သွားတာပေါ့เนาะအကြအပူကလည်းမပူတော့ဘူးပေါ့เนาะမီးကလည်းမလာတော့ဘူးအဲအကြောင်းမို့ကျွန်တော်တို့တဆင်ချင်းလေးကိုဒီမှာ connection ကွန်နက်ရှင်လေးနဲ့စကြည့်မှာပါเนาะအရင်ဆုံးကျွန်တော်ဒီမှာ AC plug ကနေစပြီးတော့ဆင်ရင်စကြည့်ပါမယ်เนาะဒီမှာ AC plug ကျိုးကိုဒါကွန်နက်ရှင်ဆက်ကြည့်တဲ့အခါမှာ မလာတော့ဘူးပေါ့เนาะကွန်နက်ရှင်မတွေ့တော့ဘူးမတွေ့တော့ကျွန်တော်ကဒီကျိုးဖြုတ်လိုက်တော့မယ်တဆင်ရင်လေးသွားပါမယ်เนาะကျိုးဖြုတ်ပြီးရင် AC အဲ့ဒီ AC အကမ်ပလတ်ကိုတစ်ချက်နောက်တစ်ဆင့်ဆက်ပါမယ်เนาะ သူ့ကိုလည်း connection နဲ့ပဲเนาะဒီ meter မှာပါတဲ့ connection နဲ့ပဲ set 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 ကြည့်တာပေါ့เนาะဒီမှာလည်း correlation မမမီတော့ဘူးပေါ့เนาะခင်ဗျားက own scale လေးထားပြီးတော့တိုင်းကြည့်ပါဦးเนาะ own scale မှာလည်းအဲ့ဒီမှာ own scale မှာလည်းမပြတော့ဘူးပေါ့เนาะကဲအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီ o လေးရဲ့ကျွန်တော်တို့နောက်ဖုံးလေးဖွင့်ပြီးတော့အထဲတွေကเนาะဘာတွေလောင်သွားတယ်လဲဒီမှာတော့ကျွန်တော်တို့ ကွိုင်လေးကနည်းနည်းလေးပြော့ပြီးတော့ရှုံသွားတာပေါ့နော်အပူလွန်ပြီးတော့ကျွန်တော်ထင်တာကတော့ဒီအူတွေကိုဘာမှမရှိပဲနဲ့နော်တဲပြီးတော့ပြက်ထားလိုက်တဲ့အခါမှာဒီကွိုင်ကအပူလွန်ပြီးတော့ပေါ့နော်ဒါထဲထဲကကျိုးတွေပါလေပြတ်တလားတော့မသိသေးဘူးပေါ့နော်အဲ့ဒါလေးတစ်ချက်တော့ကြည့်အောင်ပဲနော်ကြတော့ကျွန်တော်တို့ကျွန်တော်ပြိတ္တတွေပေါ့เนาะဒီလိုအိုးတွေပဲဖြစ်ဖြစ်ဘာအိုးပဲဖြစ်ဖြစ်ပေါ့ဗျာเนาะ မီးမလာဘူးဆိုပြီးတော့ပလက်ကျိုးတွေတက်ပြီးတော့နော်ခလုတ်ဖွင့်ရကြီးတွေပြက်မထားပါနဲ့နော်အဲ့ဒါဆိုရင်ဒါအခုလိုဖြတ်သွားနိုင်ပါတယ်နော်အဲ့ဒါမျိုးတတိထားဖို့လိုပါတယ်ကျွန်တော်တို့လျှက်ဆက်မီးသုံးဆွဲတဲ့အခါမှာနော်ဒီကျိုးတန်းလန်းနဲ့နော်တည့်ထားလိုက်တဲ့မီးရပြက်သွားတယ်အဲ့ဒါခလုတ်ကပိတ်မထားမိဘူးပေါ့နော်အဲ့မှာမီးပြန်လာတဲ့အခါမှာမေ့နေပြီးတော့နော်ဒါမျိုးလေးတွေဖြတ်တတ်ပါတယ်နော်ဒီမှာ꽌ကိုစစ်ကြည့်တဲ့အခါမှာ꽌ကတော့ဒီမှာ ကောင်းသေးတယ်ဗျာနော်ရှုံတော့ရှုံသွားပြီဒါပေမဲ့ဒီမှာ on scale ပြသေးရဆိုတော့ဒါ quine ကတော့ပြတ်မသွားသေးဘူးပေါ့နော်ဒါ quine quine လေးကိုဆက်ကြည့်ရပါနော် quine လေးကကောင်းသေးတယ်ဆိုတော့ဒီ AC နဲ့မဟုတ်နော် AC plug အဲ့တချိုးချင်းလေးစကြည့်ပါမနော်အဲ့ဒီမှာ connection လေးကမိသေးရပေါ့နော် ဒါကလက်ဝဲဘက်က connection နော်အဲဒီကျိုးမမိတော့ဘူးနော်ဒီကျိုးလွတ်သွားပြီလွတ်သွားလားပြတ်သွားလားတစ်ချက်တော့ကြည့်ရအောင်နော်ရတိကြအောင်တစ်ချက်ပြန်တိုင်းကြည့်ပါဦးနော်ဒါကညာဘက်ကနော် AC အဝင်ကျူးညာဘက်ကကျူးဒါကလက်ဝဲဘက်ကကျူးလက်ဝဲဘက်ကကျူးက connection မလာတော့ဘူးပေါ့နော် ကတိကြသွားပြီအဲ့ဆိုပိုင်းကလည်းကောင်းနေတယ်ဒီ AC အဝင်ရဲ့လက်ညာဘက်ကကျူးလည်းကောင်းနေတယ်ဆိုဒီလေဝဲဘက်ကဒီကျူးလေးပေါ့နော်ကဲအဲ့ကျူးလေးကကျွန်တော်တို့အထဲမှာလည်းသူတို့တာမဲဖြူးစ်ခေါ်မှာနော်သူကအပူလွန်ရင်ပြတ်သွားတယ်ဒီဖြူးစ်နဲ့ကျူးလေးပေါ့နော်ဒါလေးလဲပေးရမှာဖြစ်ပါတယ်နော်ဒါလေးလဲသွားရင်လဲလိုက်ရင်တော့ကောင်းသွားမှာပေါ့နော် ကြ꽌ကတော့ရှုံသွားပြီဆိုတော့ original လောက်တော့မကောင်းတော့ဘူးပြ။ तू อ่ะโอ้ရဲ့အောက်ခြေနဲ့ तू อ่ะအားလုံးမထိတော့ဘူးပေါ့နော်။အဲ့လိုလေးဖြစ်တဲ့အတွက်ဒါကတော့ဟိုမရှိသုံးတော့ရပါလေနော်။ဒါပေမဲ့အကောင်းကြီးတော့မဟုတ်တော့ဘူးပြ။နော်꽌꽌ကလည်းဒီလို तू ဆိုင်နေသူလဲမယ်ဆိုရင်လည်း꽌က तू ဆိုင်နေသူလာမနော်လဲလို့အဆင်ပြေတာပါ။တွေးတဲ့꽌ကောက်ထက်လို့မရပါဘူးနော်။ ကဲကြတော့ကျွန်တော် AC ဘလက်အခန်းလေးကိုဖြုတ်လိုက်ပါပြီနော်ဖြုတ်ပြီးတော့အဲ့ဒီ fuse ပါတဲ့ဘက်ကကျိုးလေးပေါ့နော်လက်ဝဲဘက်ကကျိုးလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့လဲပေးရမှာဖြစ်ပါတယ်နော်ဒါ AC အဝင်နော်လက်ဝဲဘက်ကဗနက်ကိုဖြုတ်တာပါအဲ့ကျွန်တော် ပြိဿတွေလည်းဒီလိုအိုးလေးတွေပေါ့နော်တခုခုဖြစ်လို့ရှိရင်အခုသာဒီဗီဒီယိုလေးကြည့်ပြီးတော့ဆင်ញင်းလေးပေါ့နော်အဒီပစ္စည်းလေးပေါ့နော်ဒီပစ္စည်းလေးလဲရအောင်တဆင်ញင်းလေးပေါ့ဗျာဝါယာဂျိုးကနေပြီးတော့ AC အဝင်ဂျိုးနောက်ထဲကဂျိုးတွေပြတ်သွားသလားလောင်သလားစသဖြင့်ပေါ့နော်အဲ့လိုတဆင်ញင်းလေးဆက်သွားရင်အိမ်မှာကိုယ်တိုင်ဒါပြုတ်ပြင်ပြီးတော့အသုံးလို့ရမှာဖြစ်ပါနော်ဒါလေးကကျွန်တော်တို့ဒါလဲရမယ့်ပစ္စည်းလေးပါနော် တရားလေးပါနော်တစ်ဖက်က LC လို့ရေးထားတယ်တစ်ဖက်က RF 250ပို့ပေါ့နော်သူကအပူလွန်ရင်ပြတ်ဖြတ်ပေးတဲ့ဟာပေါ့နော်အကြဖြူစတန်ဘိုးကလည်းသူ့တန်ဘိုးရဲ့ original တန်ဘိုးရရင်တော့သူ့တန်ဘိုးအတိုင်းလဲတာကောင်းပါတယ်နော်တန်ဘိုးအရန်နေတဲ့ဟာဆိုရင်လည်းအပြတ်မြန်မယ်တန်ဘိုးအရန်များရင်လည်းသူကမပြတ်တော့ဘဲနဲ့ เนาะဒီတခြားကျိုးတွေပဲလောင်သွားနိုင်တာဒီပါလေးဖြတ်နိုင်မှာเนาะအဲ့ကြတော့မူလတံပိုးလေးအတိုင်းပြန်လဲအစားထိုးပြီးတော့ထည့်မယ်ဆိုရင်เนาะဒါဘေကင်းလုံယုံစွာနဲ့ပြန်လဲအသုံးပြုလို့ရမှာဖြစ်ပါတယ်เนาะကေပီးရင်เนาะဒါ꽌နဲ့နော်တဲဦးရဲ့ quine နဲ့အခုလဲလိုက်တဲ့ကျူးလေးနဲ့ပြန်ပြီးတော့ဒါသူ့သူ့နေရာနဲ့သူ့နှက်လေးနဲ့အသေးချာချာလေးပေါ့နော် để xài ra lên là cái lấy chặt bể đã bị vào nó จะได้กวยงูจะนรู้เสด็จขามากวยงาก้องนี่ยังจะนรู้ ဒီဆယ်ကနန်းပေါ့နော်အများသောအားဖြင့်ဒီ coin တွေကဆယ်ကနန်းပါနော်ဆယ်ကနန်းရှိပါတယ်ဟို coin တစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့ဗျာနော်80 80เนาะ50 60စသဖြင့်ပေါ့နော်တချို့လည်း40 45ပေါ့နော်တစ်ခုနဲ့တစ်ခုတော့မတူဘူးအဲ့လိုအုံးတံပိုးပြသေးရင်ဒါ coin ကမပြတ်ပါဘူးနော် coin ကထဲထဲကလုံးဝလောင်သွားပြီဆိုတော့အုံးတံပိုးမပြတော့ဘူးပေါ့ဗျာနော် ဝဒ AC အဝင်နော် AC အဝင် plus အခန့်လေးပါနော်ဒါလေးပြီးရင်တော့ပြီးပါပြီကဲဒါတာမဲဖြူးစ်လေးပါနော်တာမဲဖြူးစ်လေးလဲလိုက်တာပါလဲပြီးရင်တော့ဒါနောက်ဖုံးသူ့နေရာနဲ့သူ့နတ်ကလေးတွေကြက်မယ်နောက်အောက်ကခွာလေးတွေပေါ့နော်ခွာလေးတွေလဲသူ့အနေနဲ့သူပြန်တားလိုက်ရင်ဒါပြန်လဲအသုံးပြုလို့ရမှာဖြစ်ပါတယ်နော် ကကျွန်တော်ရဲ့ဗီဒီယိုလေးကိုအမြဲတမ်းတော့ဘယ်လိုဗီဒီယိုပဲတင်တင်အမြဲတမ်းအားပေးကြည့်ရှုနေကြတဲ့ကျွန်တော်ရဲ့ပရိသတ်တွေအားလုံးကိုသူပဲကျေးဇူးတင်ပါတယ်ခင်ဗျာနော်အားလုံးအဆင်ပြေကြပါစေခင်ဗျာ